တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်နေ့20ရက်တွဲမှာရပိုင်ခွင့်နေလက်ဝဲပြန်ရမယ်ခရီးကံကောင်းမယ်လူမျိုးခွဲချိုးပေးမယ်အရက်ဝေးနဲ့ဆက်ဆက်ပြီးလို့တဲ့လူတွေအကောင်းဆုံးချိုးကျစုရစုံးနေပြီးတော့မင်းနေတဲ့ပစ္စည်းတွေပြန်ရမယ်ရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်ဝေးကွာသောသောသူများနဲ့ပြန်လည်စုံစည်းနိုင် တတ္တာပြန်မစုံစည်းနိုင်လို့သမထိုင်တွင်လည်းလည်းပြန်လည်စုံစည်းနိုင်တယ်။ယတ္တထားတဲ့လူတွေပြန်လည်စတင်နိုင်တယ်။လွန်ခဲ့တဲ့နှစ်လအတွင်းစီစဉ်ထားပြီးမလုတ်ဖြစ်သေးတဲ့လူတွေလုတ်ကင်ပြစ်လိမ့်မယ်။ယံပဋိပက္ခတွင်လည်းတော့ထိတဲ့တွေ့ပြီးမှအဆင်ပြေမယ်။စကားပြောစုယူဆရမယ်။တတ်နိုင်သမျှကိုပြောကျင်တဲ့စကားတွေကိုမပြောဘဲနဲ့အောင်ကြီးသီးခံထားပြီးတော့မှ လုတ်ကိစ္စတွေကိုဦးစားပေးပြီးလုတ်လိုက်ရင်တော့အထူးအဆင်ပြေခြင်းကိုကြုံရမယ်။ 15ရက်နေ့ကတော့အလုံးစုံကောင်းကျင်းကံနဲ့တွေ့တဲ့ချင်းတွေရဲ့နှစ်သာရကိုရရှိတယ်16ရက်နေ့မှာ ခရီးကိစ္စအပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်နိုင်တယ်18ရက်နေ့မှာငွေရေးကြေးကံကောင်းကျင်းလက်ဖွင့်ခြင်းကိုကြုံမယ်17ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်မယ်အတိုက်ခံကြတွေ့တဲ့မယ်19ရက်နေ့မှာပြဿနာနှစ်ခုကနေထည့်ဖြေရှင်းရမယ်အတိုက်ခံတဲ့ကြုံပြီးမှလိုရာပြည့်စုံမယ်20ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းစိတ်အေးချမ်းခြင်းကြုံမယ် 20နှစ်နေရငွေကြေးကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စအစဉ်ပြင်းမဲ့ငွေစုလိုက်ဝင်ခြင်းလက်ဖွင့်ခြင်းနဲ့ကံမြမခြင်းတို့ကိုကြုံတွေ့နိုင်ပါတယ်ဒီကာလအတော်အတွင်းမှာတနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနအချိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရဖို့အတွက်ကိုတော့မျက်နှာသုတ်ပွားဖြူရောင်ကိုဒီကာလအတွင်းမှာသုံးဆွဲပါ ထူးခြားစွာကောင်းခြင်းကံနဲ့ကြိုးပမ်းခြင်းတွေရှိလာပါမယ်။ယေရှုတယ်မှာ